ကျွန်တော်ကတမလွန်ကိုယုံကြည်သူတယောက်တော့မဟုတ်ပါဘူး။အဲဒါကြောင့်မဲနန္နာဘာဝဆိုတာကိုလည်းအယုံကြည်မရှိပါဘူး။နန္နာဘာဝဆိုတာတရေတစေမြေဖို့ဘလူကြက်ပိတ်တာဥစ္စာဆောင်အတုရကဲအဆရှိတာတွေကိုခေါ်ဆိုကြကြောင်သိရပါတယ်။အနောက်တိုင်းတရေတစေတဏ္ဍာရီတွေကကြောက်စရာကောင်းသလောက်မြန်မာတရေတစေတဏ္ဍာရီတို့ကတော့လွမ်းစရာကောင်းလာပါတယ်။ နာနာဘာဝဆိုတာကိုအယုံကြည်မရှိခဲ့သူကျွန်တော်ဟာနာနာဘာဝတကောင်နဲ့တွဲဆုံခဲ့မိရာကအုံနှလုံးနာစရာဇလန်တဘောဖြစ်ခဲ့ရပါတယ်။အစင်မပြေမှုတွေကိုကုစားရမှာအရက်ဟာအကောင်းဆုံးဆေးဝါးတလက်ဖြစ်တယ်ဆိုတဲ့အဆိုမိတ်ကိုဘယ်တကောင်သားကလက်စော့ခြေစော့နဲ့ရေးသားခဲ့တာလဲမသိပါဘူး။ကျွန်တော်အုံနောက်ထဲမှာတော့အရက်မူးခြင်းနဲ့အစင်မပြေခြင်းဟာတကန့်စီလွတ်လပ်စွာစီးစင်းလျက်ရှိပါတယ်။ရွာထဲရောက်ရင်နောက်ထပ်နိုင်ဝက်လောက်ကျွန်တော်လမ်းလျှောက်ရပြီဦးမယ်။ချက်ရဲ့ပြင်းပြင်းတလုံးဟာကျွန်တော်ခြေောက်တွေကိုနိုင်မြင်မြကြအောင်ဒီရင်ဒီရိုင်ဖြစ်စေပါသည်လေညကတော့တိတ်ဆိတ်ငြိမ်သက်လွန်းလာပါတယ် လာရောင်ကမြင်းနီလန်းကလေးကိုဘုံငွေအောင်ခင်းထားပါတယ်တိုက်ခတ်နေတဲ့လေတို့ကလည်းအေးရကနေစိတ်တက်လာခဲ့ပါတယ်ဆောင်းရသည့်ရက်ဆွဲတွေကိုမေးလျော့ပြီးတော့ရှယ်င်းကြီးလက်တူတထဲဝစ်ဆင်ခဲ့ခြင်းဟာမိုင်မဲမှုတစ်ခုသာဖြစ်ကြောင်းအရက်မူးပြေမှာပဲစင်ကြင်မိပါတယ်ရွာထဲကတင်းကျိုင်းကုန်းလေးကတော့အိမ်မောကြလျက်ရှိပါတယ်လက်ပတ်နိုင်မီးဆုံးရောင်ကည7:00နာရီနဲ့15မိနစ်ကိုညွန်ပြနေပါတယ်ခိုးဘဲရွာကနေည9:00နာရီမှာထွက်ခွာလာတာဆိုတော့2:15မိနစ်တိတိကျွန်တော်လမ်းလျှောက်ခဲ့ပြီးပါပြီနောက်2:00နာရီလောက်ဆက်လျှောက်ရင်တော့ရွာကိုရောက်ပါပြီ တင်ကြံကုန်းလေးကိုကြည့်လိုက်တော့အုတ်ကူဖြူဖြူလေးတွေ၄၅၆လုံးခန့်နဲ့မတ်တိုင်ဆိုင်ထားတဲ့မြေပုံမုံမုံလေးတွေကစနစ်တကျဖျို့ဖျဲဖြစ်နေတဲ့အောင်လမ်းလျှောက်ရင်းနဲ့အရာဝတ္ထုတစ်ခုကိုခလုတ်တိုက်မိပြီးတော့ရှေ့ကိုဟတ်ထိုးလဲလို့နေပါဖြစ်သွားခဲ့ရပါတယ်ခလုတ်တိုက်မိတဲ့အရာကိုငုံကြည့်ကောက်ယူလိုက်ပါတယ် မြင်လင်းရတဲ့အရာကတော့မြင်မြုပ်ထားတဲ့အလောင်းကိုခွေးတွေရက်ထုံမှုကြောင့်ပေါ်လာခဲ့ရတဲ့လူရဲ့လက်ပြန်ရိုးတစ်ခုပါလေးချိန်နဲ့ရိုးတိုးရိုင်နိုင်ဖြစ်နေတဲ့ဝေယုံတော်ကြီးကြည်ရသည်မှာအဖြူအပြောက်ဝတ်စုံနဲ့ခါကိုင်းတဲ့နနာဘဝတကောင်ဟာရှေတိုးနောက်ဆုံးလှူရှားနေတဲ့အောင်တူနေလာပါတယ်တင်းကျန်ကုန်းကိုမဝေမယဲနဲ့ဖျက်ကျော်လာရင်လည်းဘွားကနေဆိုပြီးပေါ်လာတာကတော့သူပြားကျွတ်ကျဲတဲ့မိုးထားတဲ့တရဏဂုံတင်တဲ့ဇယက်ဥဆောင်တစ်ခုပဲဖြစ်ပါတယ်နေလေနေကင်အတုပပို့ဆောင်သူတွေဒါမှမဟုတ်နွားကြောင်သားတွေနဲ့စီကားနေတတ်ပါတယ်ဇယက်ဥရဲ့မလန့်မကန့်နေရာမှာတော့မိသက်ကြိုတဲ့လေးတိုင်စင်ငယ်လေးရှိပါတယ် မိသက်ကြိုတဲ့ရွာတွေကအာတုပတခုကိုလိုက်ပို့ပူပါတယ်ထင်းတုံကြီးတွေကိုမိရပြင်းထန်စွာလောင်ကျွမ်းသွားတဲ့အခါမှာတော့ပထမဆုံးအော်ဂလီဆံမိတာက လူသေးညော်နှံ့မယ်ဖြစ်ပါတယ်မိလောင်ဝါးမြူစားပြုတ်နေတဲ့လူသေးလောင်းဟာတဖြစ်ဖြစ်မိသက်နဲ့ပြုတ်ပြီးတော့ကုန်းယုံထလာခဲ့ပါတယ်ထို့ကမှသူ့ဘရာစာတွေကဝချုံနေနဲ့ဝိုက်ဖိကြပါတယ်ထင်းတုံကြီးတွေကိုလောင်စာထပ်ဖြည့်ပါတယ် မိတော့ကဒေါသတကြီးတဟုံးနဲ့တောက်လောင်နေပါလေမုံမလွဲခင်ကလေးကလောင်မြိုက်နေတဲ့လူသေးလောင်းကြီးကတော့ညနေနေဝရင်တရောချိန်မှာတော့ရုပ်ကျွင်းအဆနာများနဲ့ပြာများသာကြံမှာတော့တယ်ပြန်လဲမြင်အောင်လာတော့မိသက်ကျူတဲ့မြင်ကွင်းကိုအတင်းဖြောက်ဖြက်ပြင်းနေတဲ့ဇရက်ဦးထဲမှာရေအိုးတစ်လုံးတော့ရှိတန်ကောင်းရဲ့လို့အတွေးဝင်လာခဲ့ပါတယ်ဇရက်ဦးအဆောက်အုံထဲမှာမှိန်ပြပြမိအောင်တစ်ခုကလေဝိရင်းထိုးသွားခဲ့ပါတယ် ဒီချိန်ဒီနေရာမျိုးမှာတယောက်တည်းနေရဲပုံထောက်ရင်တော့ဒါဟာဒီသင်္ချိုင်းကုန်းရဲ့သူပရာဇာတူဖြစ်ကောင်းဖြစ်နိုင်ပါတယ်ကျွန်တော်ပတ်ဝန်းကျင်မှာလူတူရှိနေပြီဆိုတဲ့အသည့်ကြောင့်ကျွန်တော်ကိုကျွန်တော်လုံခြုံသလိုခံစားလေရပါတယ်ရုပ်ကြီးပင်ဒီလူတွေကတပြုံတမကြီးပေးလိုက်တဲ့နာကြီးစရာခါးသီးစရာတွေကြောင့်ကျွန်တော်နေထိုင်ကြီးပြင်းရမျိုးပြဒေတာကိုစွန့်ခွာပြီးတော့ကိုလူယုံကဒီရက်ဒေတာဒီနေရာလေးကိုရောက်ရှိလာခဲ့ခြင်းဖြစ်တယ်လို့တွေးမိပြန်ပါတယ်လွယ်ဤတဲကမာကြောကြောအရာဝတ္ထုနှစ်ခုရဲ့ပွတ်တိုက်တန်ကြရပါတယ် ၃00တို့လက်နေတက်မီနဲ့ချက်ရက်ပလင်းတို့ဖြစ်ပါတယ်။အဲ့ဒီရာဝတ္ထုနှစ်ခုနဲ့မှာမြေသူကပို့ပြီးတော့မာကြောတယ်ဆိုတဲ့အဖြစ်ကိုသိကျင်လာခဲ့ပါတယ်။ဇယက်ဟူအဆောင်ရဲ့အလွန်မှာတော့အီယာမတစ်ပင်ကြီးတစ်ပင်ကိုကျွန်တော်တွေ့နေရပါတယ်။တေးချာစွာကြည့်လိုက်တော့ညောင်မင်းကြီးတစ်ပင်မှန်သိလိုက်ရပါတယ်။ညောင်မင်းကြီးရဲ့အမြင့်ဆုံးမထိုင်ကချက်ရက်ပလင်းနဲ့၃00တို့လက်နေတက်မီကိုလက်တစ်ပတ်စီကရင်အပတရာတစ်ချက်ပြီးတစ်ချက်စုံရိုက်ကြည့်လိုက်တော့15မိနစ်လောက်ကြာသွားခဲ့ပါတယ်။ဘသူဘသူမှမကွဲသေးပါဘူး။ နောက်ကျောကိုရေခဲပြားနဲ့ရုတ်တရက်ဖိကက်လိုက်တယ်လို့အေးဆက်သွားခဲ့ပါတယ်။ရုတ်တရက်ဘေးကိုလဲကြည့်မှာတော့မျက်နှာတစ်ချံကညောင်မင်းရိတ်နဲ့အမောင်ကျပြီးတော့အယောင်ရင်းရင်းမျက်နှာတစ်ချံကတော့လာရောင်ရဲ့အောက်မှာဖိုးဖိုးဆွနေရပါ။တပတ်တစ်ထည်ကိုလည်းခေါင်းပေါင်းထားပါသေးတယ်။ထူးခြားနေတာကတော့သူ့ရဲ့မျက်လုံးတွေကလုံးဝကိုမျက်တော်မခတ်ပါဘူး။ဘယ်နဲ့လဲကိုလူရဲ့တဲဒေါသကြီးတဲ့ကိုဒါရီအကျိုးမဲ့လုံနေမဲ့စားရေလေးနည်းနည်းလောက်တောက်လိုက်ပါလား။အတန်ငါခတ်ဩကွန်းစားလွန်းတာကြောင့်ရှာထူနေတဲ့အတန်မှာမျက်နှာတစ်ချံကိုမမြင်ရပါပဲနဲ့ခနဲ့တက်တက်လောင်ပြောင်နေတဲ့ဟန်တိတာလာပါတယ်။ခမရကဘာတူလဲဗျာ။ ဒီတင်းကျန်သူ့ဘရာစားလာတင်းကျိုင်းမှာတွေ့တဲ့သူတိုင်းသူ့ဘရာစားဖြစ်ရမယ်ဆိုရင်မောင်ရင်ကိုလည်းမေးပြရစီမောင်ရင်လည်းသူ့ဘရာစားလာကျွန်တော်ဘာမှမပြောဘဲနဲ့ရေပလင်းကိုခက်သွက်သွက်ယူပြီးတော့အငမ်းမရမော့တောက်လိုက်ပါတယ်ဒီလူကြီးကိုကြည့်ရတာစိတ်ထဲမတုံ့မတန့်ခံစားနေရပါတယ်သူဝေထားတဲ့စွတ်ကြဲရောက်ကမိုးမောက်နေတဲ့ရေုံကြီးနဲ့စူဖြိုးနေတဲ့ဝမ်ပိုက်ကြီးကအစ်ထွက်နေပါတယ်မောင်ရင်ကိုကြည့်ရတာစိတ်နဲ့ကိုယ်နဲ့မကတ်တဲ့အတိုင်းပဲကျုပ်ကပဲဖိတ်ခေါ်ပြရစီဗျာကျုပ်တို့ရွာမှာပွဲစည်းတဲ့အောင်ချင်းချင်းတဲတဲပဲမောင်ရင်လိုက်လေပါလား ကောင်းကောင်းစားကောင်းကောင်းတောက်ပေါ့ကျုပ်ပြည့်စုပါမယ်ဗျာပွဲစီတန်နဲ့ကျွန်တော်နားထဲမှာတော့ဆိုင်းတန်ပုံစံတွေလည်းမကြမိပါဘူးဒီနေ့လာပြည့်နေ့ညပဲဒါဆိုရင်တော့ကြက်ကုန်းလားကျွန်တော်ငငယ်ရကြားဘူးတာရှိတယ်မျက်စိလည်းလမ်းမပြီးတော့ကြက်ကုန်းကိုရောက်သွားမဆုံးနိုင်တဲ့ပွဲစီတန်ကြီးတွေစားတော့ပျော်ပါရွှေမကြီးတိတောင်းတွေကောက်ရဇက်ပွဲတဲ့ကိုဝင်ကြည့်အိပ်ပျော်သွားမနက်မိုးလင်းလာတော့ပတ်ဝန်းကျင်ကလူသူမရှိဖုံးစိုးတော်ကြီးတဲ့ရောက်နေအိတ်ထဲထည့်ထားတဲ့ရွှေမကြီးတီတောင်းတွေလည်းခွကြီးကြောက်တွေဖြစ်နေဒါကြက်ကုန်းပုံမြင်တွေပဲဖြစ်ပါတယ် အခုကျွန်တော်တို့ဖိတ်ခေါ်နေတဲ့လူကြီးကလည်းဟိုချက်ကုန်းကနန္နာဘာဝတကောင်မဖြစ်နိုင်ပေဘူးလားကျွန်တော်ရဲစေးတင်တဲ့သဘောနဲ့လွယ်ဤထဲကချက်ရက်တပလင်းကိုထုတ်ပြီးတော့တကြိုင်မောချလိုက်ပါတယ်အဲဒီလူကြီးကိုအရက်ပလင်းကပ်ပေးလိုက်တော့မောင်ရင်ကကျုပ်ရဲ့ပုံမှန်တရံကိုကြည့်ပြီးတော့တဲလဲအထင်သေးတကူဗျာကျုပ်ကဒီလိုရက်မျိုးဘယ်တော့မှမတောက်ဘူးပြီးတော့မောင်ရင်ရဲ့ဒီလိုခက်ညံ့ညံ့ရက်တွေတွန်ပစ်လိုက်စမ်းပါဗျာမောင်ရင်ဘာတောက်မလဲဘလူးလေးပဲလားဘလက်လေးပဲလားကော့ညံ့လားချီဗက်စ်လားကြိုက်တာပြောဗျာကျုပ်ဧကံပဲဘာလဲမောင်ရင်မောင်ရင်ကကျုပ်ကိုမယုံသေးဘူးဒီမှာတွေ့လား ထိုလူကလွယ်ထားတဲ့ရှမ်းလွယ်ပြီးပွားယူဖြဲပြပါတယ်ဝင်းဝင်းလက်လက်အရာဝတ္ထုများကျွန်တော်လက်ထဲနှစ်ခုသုံးခုထည့်ပေးလာပါတယ်ဒါရွှေမကြီးသီးတောင်အစ်စ်တွေပဲကာလာပေါက်စီဘယ်လောက်ရှိလဲမောင်ရင်တွတ်တက်ပါတယ်ဒါမျိုးတွေကျုံမှာတစ်တာနဲ့ဆယ်လုံးမကရှိတယ်ကျွန်တော်ထိုလူကြီးကိုကြည့်ပြီးတော့တကယ်ကိုဟဲ့ပပတ်နဲ့ရေမောလိုက်ပါတယ်ထိုလူကြီးကကျွန်တော်ကိုအကြောင်းသားငေးကြည့်နေပါတယ်ဒီရွာနေ့ချုပ်ဆက်ဘေးရွာမှာမှပွဲမရှိဘူးခင်ဗျားကျွန်တော်ကိုကြက်ကုန်းကိုခေါ်သွားမယ် ဝက်ကောင်းဆားလာနဲ့ကြက်ကြိတ်တိုးနေတဲ့လူဟန်ဆောင်ထားတဲ့ကြက်တွေကိုပြမယ်ကျွန်တော်တို့နှစ်ယောက်စားကြတော့ကြမယ်ပြီးရင်ရွှေမကြီးသီးတောင်းနေပေးမယ်ကျွန်တော်အိပ်ပျော်သွားပြီးနိုးလာတော့ခမားပေးတဲ့ရွှေမကြီးသီးတောင်းတွေကခွေးကြီးကြောက်တွေဖြစ်နေမယ်ဒါပဲမဟုတ်ဘူးလားဗျတကယ်တော့ကျွန်တော်ကနန္နာဘာဝယုံကြည်သူတယောက်တော့မဟုတ်ပါဘူးဒါမဲ့ခမားနဲ့ကျွန်တော်လိုက်ခဲ့မယ်ကျွန်တော်ဘဝမှာကြက်ကုန်းရောက်ခဲ့မှုတွေပေါ့ဗျာကျွန်တော်ကအားရပါးရကြေလောင်စွာပြောဆိုအော်ဟစ်ရေမောလိုက်တော့ အဲ့လူကြီးကလည်းဝင်းကောင်းတန်ကြီးနဲ့အတူလိုက်ပြီးတော့အော်ဟစ်ရဲမောလိုက်ပါတယ်အဲ့ဒီနောက်မှာတော့အဲ့လူကြီးခေါ်ဆောင်ရနောက်ကိုကျွန်တော်စိတ်ပါလက်ပါနဲ့လိုက်သွားခဲ့ပါတယ်အဲ့လူကြီးခေါ်ဆောင်သွားတဲ့လမ်းဟာတခါတရံချောမွေ့တဲ့မြင်းနီလမ်းလေးဖြစ်ပါတယ်တခါတရံမှာတော့ယာကင်းလိုလိုနေရာတွေကိုဖြတ်သွားရပါတယ်တခါတရံငပြောတော့တဲ့မဲမဲမောင်မောင်ကြားစန်တဝါဝါနဲ့သွားနေရပါတယ်တနအီကြောကြောကြာမှာတော့စိုင်းတန်နေပုံတန်နေလူတန်နွားခလောက်တန်နေစုပြုံပြီးတော့ကြားရပြီးတဲ့နောက်ပွဲစည်းတန်းကြီးကရုပ်ချင်းပေါ်ပေါက်လာခဲ့ပါတယ်အောက်လက်မိရင်နေထိနေကြီးနေပါတယ်လူရောင်စုံနေပြပန်းခတ်နေပါတယ် လူရောင်စုံတွေကလည်းပြပန်းခတ်နေပါတယ်ကျွန်တော်ရှိအပြိုမတတိုက်ဟာနိုင်ငံသားပြည်အဖို့တန်ရေမွေးရင်နဲ့ရနေပါတယ်အဲ့ဒီအပြိုမတတိုက်ဟာလက်ပံမင်းဇေယျကြာနေတယ်လားစကားတွတ်ထိုးရင်းနဲ့ကျွန်တော်ကိုဇက်ခနဲဆိုပြီးလဲကြည့်လိုက်ပါသေးတယ်တော်တော်လေးကိုချုံမလှပလွန်းတာပါဗျာအဲ့ဒီနောက်တော့ကျွန်တော်ကြက်သိန်းတစ်ပြက်ပြက်ထထွားခဲ့ပါတယ်ကံကောင်းပြီလို့အဲ့လူကြီးသားမပါပဲကျွန်တော်တယောက်တည်းသာဒီနေရာမျိုးရောက်လာမင်းကြက်ကုန်းဖြစ်တဲ့ကြောင်ကျွန်တော်စိုးစင်းမြတန်တရားဝင်လိုက်မှာတော့မဟုတ်ပါဘူးပွဲစည်းတန်းကြီးအတွင်းကစားစရာမျိုးစုံဖွဲ့ဖွဲ့ရရတွေကိုငေးကြည့်ရင်ညစာပဲမစားရသေးတဲ့ကျွန်တော်ရဲ့အဖြစ်ကိုပြန်ပြီးတော့တွေးမိပါတယ် ကျွန်တော်ဝမ်းမိုက်ကစာလောင်နေခဲ့ပါပြီအဲဒီလူကြီးကကျွန်တော်ဘက်ကိုစောင်းခဲ့ကြည့်ရင်လည်းဘယ်လိုလဲကိုရင်ဗိုက်စာနေပြီလား ိုရင်စားကျင်တောက်ကျင်တဲ့အရာအလုံးကျုပ်ဆန့်အိမ်မှာပြည့်ရှိပါတယ်ဗျာဒီပွဲစည်းတန်းကနေရှစ်နှစ်ပြလောက်ဆိုရင်ရောက်ပါပြီဘယ်ချိန်ရှိနေပြီလဲဆိုတော့ကျွန်တော်သိကျင်လာခဲ့မိပါတယ်နိုင်မေးရန်တွေအဲ့လူကြီးရဲ့ညွညွတွတ်တွတ်လက်ကောက်ဝတ်ကိုအကဲခတ်လိုက်တော့နိုင်ပတ်မထားပါဘူးကျွန်တော်တစုံတရာကိုသွားပြီးတော့သတိရလိုက်ပါတယ်ပွဲစည်းတန်းတွင်းမှာရှိတဲ့လူတွေဈေးသက်တွေအားလုံးရဲ့လက်ကောက်ဝတ်တွေကိုလိုက်ကြည့်လိုက်မိပါတယ်ယောက်ျားမိန်းမတက်ကြီးရွယ်ကိုကလေးတယောက်မှနိုင်မရှိကြပါဘူးအမှုမဲ့မှတ်မဲ့ထားခဲ့တဲ့ကျွန်တော်မိတ်ဆွေဘေးရင်ဆရာတယောက်ရဲ့စကားကိုကြားယောင်လာခဲ့ပါတယ်နန္နာဘာဝတွေကအချိန်မဲ့တရဝါတွေပဲ သူတို့ကနိုင်ယိုအင်မတန်ကြောက်ကြတယ်နိုင်တလုံးရဲ့ဆက်တန်ကသူတို့အတွက်တော့အကြီးမားဆုံးကြိမ်စာတင့်ခြင်းပဲသူတို့တွေကနိုင်ဆက်တန်တွေကိုရက်တန်သွားအောင်ဘယ်လိုလုပ်ရမလဲလို့အများနဲ့ကြံစီနေတယ်အဲဒါကြောင့်မရှေးလူကြီးသူမတွေကရက်နေတဲ့နိုင်တွေအိမ်မှာမထားကောင်းဆိုပြီးအယူရှိကြတယ်ထင်းနေလင်းနေတဲ့ပွဲစည်းတန်းကြီးကနေနှစ်ပြလောက်လျှောက်ပြီးတဲ့အခါမှာတော့မောင်ပိန်းနေတဲ့ကွင်းမြင့်ကျဲထိုမတစင်ဆက်လျှောက်ရင်လည်းရှီအောင်ရဲတဲ့ကြီးတစ်ခုနဲ့ခက်ဆင်ဆင်တူလာတဲ့အိမ်မဲမဲကြီးတစ်လုံးကိုတွေ့လိုက်ရပါတယ်။အဲဒီလူကြီးကအိမ်ချံဝင်းတကကိုတွန်းဖွင့်ရင်လည်းခက်သွက်သွက်လျှောက်သွားခဲ့ပါတယ်။ ရုတ်တရက်မြင်းဟီတန်ကြရတာကြောင့်ကျွန်တော်ခြေလန်းတို့တုံဝင်နေဖြစ်သွားခဲ့ရပါတယ်။မြင်းချောင်းကောင်ခုနကောင်လောက်ရှိတဲ့မြင်းဆောင်တစ်ခုပါ။မြင်းဆောင်ကိုကွစ်ပတ်ပြီးတော့အိမ်ကြီးထဲကိုဝင်လိုက်ရပါတယ်။အိမ်ငန်းထဲမှာအောင်လင်းတက်မီတို့ထိန်လင်းနေပါတယ်။ဆိုဖာခုထားတဲ့မဟောဂနီအောင်ကျွန်းသားစတီကုံကြီးတွေမှာကျွန်တော်ဝင်ထိုင်လိုက်ပါတယ်။ လက်တန်းတစ်ဖက်တစ်ချက်မှာကြားကောင်းပပုရုပ်တွေထွင်းထားပါတယ်။နှစ်ယောက်ထိုင်ကလထိုင်တစ်လုံးတစ်ယောက်ထိုင်ကလထိုင်လေးလုံးအလဲမှာတော့ကနုံမျိုးမျိုးပုံဖော်ထားတဲ့ကျွန်းစပွဲရှည်တစ်ခုပါ။ရှင်းမျက်နှာစာနဲ့ရံမှာရွှေရောင်အနားကွက်ထားတဲ့ပကြီကားကြီးတစ်ချက်ကိုချိတ်ဆွဲထားပါသေးတယ်။ရောင်နှစောင်းကိုခေါင်းပေါင်းပြီးတော့သူရင်းအင်ကြီးရှိပိုးတဲ့ပစိုးကိုဝတ်ဆင်ထားသူတယောက်ရဲ့ပုံနူပကြီကားအရက်မြင့်မြင့်ကိုဟန်ထွားထွားကော့ပြံမဲနဲ့နေတဲ့နှာခမ်းမွေးထူထူကြီးကထိုသူကြီးကိုခန့်ညားထဲဝါစေပါတယ်။မောင်းရင်ဒီမှာဘလူးလီပဲနဲ့ជីဘတ် နေသက်ရအောင်တုံးဆောင်ပြီးတော့ဗျာလူဝကြီးရဲ့အတန်အောကြီးကိုကြားလိုက်ရပါတယ်အဲဒီနောက်မှာတော့ဖြတ်ခနဲဆိုပြီးပြန်ထွက်သွားပါတယ်နောက်တစ်ခေါက်ရောက်လာတော့ရေတကောင်တစ်ခုကြေးခွက်နှစ်ခွက်ကြက်ကြော်ပကံအမဲနဲ့တအိုးနက်နက်သီးတပွဲစင်စွဲငပြောသီးတဖီပကြီကားတွေကခန့်ညားထဲဝါလာတဲ့လူကြီးရဲ့ပုံမှန်တရံနဲ့လူဝကြီးကကွာခြားလွန်နေပါတယ်အသားမဲမဲဂရုံးပြောင်ပြောင်ခန္ဓာကိုယ်ဝဖက်မှန်မျက်ခုံးမွေးထူထူနှစ်ချောင်းကတရံနဲ့လိုဆက်နေပါတယ် မျက်လုံးအိမ်ကကြည်ကြည်မျက်တောင်ဝင်ငုတ်စီကမျက်တောင်ခတ်တည်မရှိနှာခေါင်းကကြီးပါတယ်တူပြီးတော့လဲလန်နေပါသေးတယ်ဝတ်တကောင်ရဲ့နှာခေါင်းတတ်ထားသလားတောင်အောက်မေ့ရပါတယ်နှာခမ်းသားထူထူပြပြပါဇက်ကြီးကလည်းသူအားရပါရရေမောလိုက်တဲ့အခါမှာအတော်ကြောက်เสียကောင်းလာပါတယ်မတက်ရက်ပြီးတော့ပကြီကားရှိမှမျက်စိမခွာတဲ့ကျွန်တော်ကိုလူဝါကြီးကပကြီကားတွေကကျုပ်ခမဲတော်ကိုကြည့်ပြီးတော့ကျုပ်ကိုမောင်ရင်တန်တရားဖြစ်နေပုံရတယ်ဆွေတော်မျိုးတော်တွေအားလုံးကကျုပ်ကရုပ်အဆိုးဆုံးမြန်အဲရုပ်ချောတဲ့သူတွေအားလုံးကတော့သေကုန်ပြီဗျရုပ်ဆိုးတဲ့ကျုပ်တယောက်ပဲကြံတော့တာရေမောနေပြန်ပါတယ် ျွန်တော်မတတိတဲ့ရေတံနဲ့နဲ့ကြီးပါလူဝချင်းနဲ့မျက်နှာချင်းဆိုင်ထိုင်ပြီးတော့ဘလူးလေးပဲပလင်းကိုဖွင့်လိုက်ပါတယ်ကြေဖလားခွက်တွေကိုစီးကြလာတဲ့အရေကိုကြည့်ပြီးတော့ကျွန်တော်ဘယ်ဘက်နှလုံးအားတရိတ်တိတ်နဲ့ခုန်နေပါတယ်ကျွန်တော်နစ်သက်လာတဲ့ဒီမတ်တစိတ်ကိုမတော့ဖြစ်ခဲ့ဒီမှာတနစ်နီးပါးရှိခဲ့ပါပြီလူဝချီကရေတကောင်းတွေကရေအနှဲငယ်ကိုခွက်ထဲဖြည့်ပေးပါတယ်ဆက်စုတယ်လို့တော့မထင်မှန်းနဲ့မောင်ရဲဆက်စုတာကိုကြုတ်လဲတိတ်မုန်းတာပဲမောင်ရဲ့ဝတ်စားပုံကရွာသားပုံပေါက်နေပေမဲ့မောင်ရဲ့ပုံတရံဒီနီးနားတစ်ဝက်ကရွာသားမဖြစ်နိုင်ပေဘူးမောင်ရဲ့ပုံကဖြူဖြူနွဲ့နွဲ့စကားပြောတာတိမ်မွေ့လွန်လာတယ် ။နောက်ပြီးတော့မောင်ရင်ရဲ့အပြုမူဟာလူကုံနဲ့ကြေးရတဲ့အတိုင်းဝိုင်းရလူတိုင်းပဲ။မောင်ရင်ဖြစ်ခြင်းမဖြစ်ပါ။ဘာကြောင့်ရွာသားတယောက်လိုဆွဆုပ်ပြက်ပြက်ဝတ်ပြီးတော့တလောက်နန်းစော်နေတဲ့ချက်ရက်ကိုတောက်နေရတဲ့တော့ကျွန်တော်ချက်ချင်းမျက်ရည်ဝဲတက်လာခဲ့ပါတယ်။အရှိုက်ကိုလက်သီးပြင်းပြင်းနဲ့ဂျက်ကောင်အထိုးခံလိုက်ရတာပါ။ထို့အတူကြက်သိန်းတွေဖျံဖျံထထသွားခဲ့ပါတယ်။ဒီလူဝါကြီးကိုနန္နာဘာဝတကောင်ဖြစ်ကျွန်တော်မေးလျော့ခဲ့မိပါတယ်။နန္နာဘာဝဆိုတာမိုင်မောမြင်မြပင်ဝေးစေကမူနန္နာဘာဝယုံကြည်သူတချို့ထံကနေကျွန်တော်ကြားခဲ့ဘူးပါတယ်ကျွန်တော်ရဲစေးထက်တယ်မှာဖြစ်ပါလိမ့်မယ် ထူးဆန်းအံ့ဩဖွယ်အင်ကြီးတလုံးရဲ့အခန်းတစ်ခုထဲမှာနာနာဘာဝတကောင်နဲ့မိုးလေးမောင်နှစ်ယောက်တည်းဘလောက်များခြောက်ခြားတလုံးစရာအခြေနေပါလဲခြေဖလားခွက်တွေကအကြီးကိုတစ်ချက်မောချလိုက်တဲ့အခါမှာတော့ရုတ်တရက်အသက်ရှူမလာအောင်ပဲတီးသွားခဲ့ပါတယ်ခွက်ထဲမှာရက်တွေကြီးပဲလေမောင်ရဲ့ရေလေးနည်းနည်းရောအောင်ပါပေါ့ ကျွန်တော်ခွက်တဲကိုရေထည့်ပြီးထိုလူဝကြီးကအမဲသားဦးရဲအမဲသားတရုံကိုကျေးဇူးကြီးနဲ့ခတ်ခါမင်းရဲ့ရှက်ရီဝါစားနေပါတယ်အမဲသားရဲ့အနှံ့ကလည်းတရည်ယူစရာမွေ့ကြိုင်နေပါတယ်အမဲသားနှစ်သက်လာတဲ့ကျွန်တော်လည်းဟမ်မဆောင်နိုင်တော့ကျေးဇူးကြီးနဲ့ခတ်ပြီးတော့ဟင်းတရုံမြည်လိုက်ပါတယ်အသားဟာနူးဤပြီးတော့အရသာရှိလိုက်သည်ဖြစ်ချင်းဘလူးလေးပဲတစ်ခွက်တောက်လိုက်အမဲသားတရုံမြည်လိုက်နဲ့လူဝကြီးနဲ့ကျွန်တော်နှစ်ယောက်သားဇေယမင်းစီစဉ်ကိုတဲခင်းနေပါတယ်မြည်မြကြသွားသည်တော့မသိပါဘူးဘလူးလေးပဲလည်းတလုံးကုန်ပါပြီ ်ချီဘက်စ်လည်းတဝက်ကျိုးအမဲသားဦးကပြောင်းတလင်းခါနေပါတယ်လူဝကြီးကကြက်ပေါင်ကျော်ကိုဖဲ့ကဖဲ့ကကြိုက်ဝါလေးရဲ့မကြက်တကြက်ဆိုတာလည်းအစိမ့်မဲ့လေကွာအမဲသားအစိမ့်စားတဲ့ကြုတ်ကြတော့နာနာပါဝါတယ်အမဲသားမကြက်တကြက်စားတဲ့မောင်ရင်ကြတော့နာနာပါဝါတပိုင်းလူတပိုင်းပေါ့မဟုတ်ဘူးလားလူဝကြီးကတဟားဟရဲ့တော့ကျွန်တော်လည်းလိုက်ရနေမိပါတယ်လူဝကြီးကငပြောသည့်တလုံးကိုအခွန်နွားပြီးတစ်ချက်ကိုက်လိုက်တဲ့အခါငပြောသည့်တလုံးလုံးပါဇက်ထဲရောက်သွားခဲ့ပါတယ်ဟုတ်ပါတယ်လေ နှခမ်းထူထူကြီးနှစ်ခုကြားသူ့ရဲ့ပါဇက်ပေါက်ကြီးကအင်မတန်မောက်ကြီးမလွန်းလာတာ哦ကဲကဲနာနာဘာဝအစ်စ်ကြီးနဲ့နာနာဘာဝနှစ်ပိုင်းတစ်ပိုင်းတို့မိတ်ဆွေရင်းချာကြီးတွေဖြစ်သွားပြီဒါကျုပ်တို့ကြက်ကုန်းဒေတာကြီးကိုရဲဝန်စွန့်စားစွာလိုက်လာတဲ့မောင်ရင်အတွက်ဆုလန်ခွေးချေးကြောက်တွေဖြစ်မဖြစ်ဆိုတာတော့ကျုပ်နဲ့မောင်ရင်ရဲ့ကံပေါ့မောင်ရင်တောက်ချင်ဆက်တော့နားကျင်လဲနားမောင်ရင်ကြိုက်တာလို့ကျုပ်ကဟိုဘက်ခန်းမှာလှုပ်ရှားလေးရှိသေးလို့ကျွန်တော်လက်ထဲရှမ်းလွယ်ကြီးထည့်ပေးလာခဲ့ပါတယ် ယခုအချိန်နေမှာကျွန်တော်တွေးတော့မိတာတခုရှိပါတယ်အဲ့ဒီလူကြီးရဲရဲရော်ရော်နဲ့ပေးရလိုက်တဲ့ရှမ်းလွယ်ကြီးတစ်လုံးနဲ့အပြည့်ရွှေမကြီးသီးတောင်းနေဖြစ်မလားတေချာတီကတော့ကျွန်တော်ကအရှုံးမရှိတဲ့လောင်စားပွဲတစ်ခုကိုထိုးသားတယောက်ဖြစ်ကန်ထူးစွာပါဝင်ဆင်နွှဲခွင့်ရရှိခဲ့ခြင်းဖြစ်ပါတယ်အဲ့ရကနိုးလို့မျိုးလုံးနှလုံးပုံမှန်ချင်းပထမဦးဆုံးသတိရမိတဲ့အရာကအဲ့ဒီလူဘဝကြီးပေးခဲ့တဲ့ရှမ်းလွယ်ကြီးကိုစိုးရင်ပူပန်စွာနဲ့ရင်ခုန်သံမြန်စွာကြည့်မိတော့ရွှေမကြီးသီးတောင်းအစ်စ်တွေမှာအစ်စ်တွေပါ တဝင်းဝင်းတက်လက်လက်ကျွန်တော်အောက်မထားနိုင်တော့ပါဘူးကျေလောင်စွာအတန်ထွက်ပြီးတော့အော်ဟိရေမောလိုက်မိပါတယ်အဲ့ဒီချိန်မှာပဲအခန်းတွင်းကိုလူတစုဝင်လာပြီးတော့ကျွန်တော်ကိုဝိုင်းထားလိုက်ကြပါတယ်အနေအောင်ဖဲင်းကြီးဝစ်စင်လာတဲ့နှခမ်းမွေးထူထူကော့ကော့နဲ့အသက်60ဝန်းကျင်ပုဂ္ဂိုလ်တယောက်ကညကကျွန်တော်ကြည့်ခဲ့တဲ့ပကြီကားချက်ကြီးတွေကထွက်လာသလားအောက်မရပါတယ်ကျွန်တော်ကိုလက်ညှိုးထိုးပြီးတော့ဒီလူပဲဒီလူပဲလို့ဆိုနေပါတယ်အဲ့ဒီချိန်မှာပဲရဲတယောက်ကပြေးထွက်လာပြီးတော့ကျွန်တော်ကိုလင်းမြန်စွာလက်ထိတ်ခတ်လိုက်ပါတယ်အဲ့ဒီနောက်မှာတော့ကျွန်တော်ကိုတေချာစွာရှင်းပြလာခဲ့ပါတယ်ကဲကိုလတ်တော် ခမားအတွက်တော့စွန့်ခတ်ရင်ငက်တဲ့နယ်ပဲပြောရမလားကျွန်တော်တို့အတွက်ကတော့တားရွှေကိုထမ်းလာတာမြင်ရခဲ့မှာပဲဒီရင်ရှင်ဥိုက်ခန်းကကျွန်တော်တို့စီမှာအမှုလာဖွင့်တယ်သူခရီးသွားပြီးပြန်ရောက်ရောက်ချင်းမှာပဲတိန်လုံးမီးတွေလင်းထိန်နေလို့မတင်ငါရာနဲ့လိုဘတကာကနေဝင်ကြည့်အရက်တွေမူးပြီးတော့ခမားအိမ်မောကြနေတယ်တဲ့ခမားရင်ဘတ်ပေါ်မှာလည်းသူတို့ဘိုးစင်မောင်ဆက်ကစုဆောင်းထားခဲ့တဲ့ရွှေမကြီးသီးတောင်းနဲ့လွယ်ိနဲ့တလုံးအပြည့်တယ်မြေတိုက်ခန်းနဲ့ဝင်စစ်စေးကြီးတော့တက်တာ၃လုံးနဲ့ထည့်ထားတဲ့ရတနာပစ္စည်းကြီးဘာတစ်ခုမှမရှိတော့ဘူးတဲ့ကျွန်တော်လည်းဒီရောက်မှပဲခမားမန်းသိတော့တယ် ရန်ကုန်မှာခမည်းကျွလွန်ခဲ့တဲ့ခမည်းရဲ့ဇနီးကိုတတ်တယ်မှုငွေလွဲသုံးစားလုံးမှုလိန်လယ်မှုတွေအတွက်တရားခံပြီးခမည်းရဲ့တပ်ပုံကျွန်တော်တို့ရဲစခန်းမှာရောက်နေတာတော့နည်းနည်းကြာသွားပြီခမည်းရဲ့အမှုဟောင်းအမှုသစ်တွေအတွက်ခမည်းကိုယ်တိုင်ရှင်းဖို့အချိန်တန်ပြီလေကျွန်တော်အဲ့ဒီလူကြီးကိုကြော်ပြီးတော့တစုံတယောက်ကိုအလင်းမြန်ရှာဖွေနေမိပါတယ်ဟုတ်လူကြီးရောကျွန်တော်ကိုဘေးတစ်ဖက်တစ်ချက်စီညက်ထားတဲ့ရဲတွေဟာခမည်းမှုတွေနောက်တယောက်ရှိသေးရလားအဲ့ဒီလူကဘယ်မှာလဲအဲ့လိုမျိုးမေးလာခဲ့ပါတယ်ကျွန်တော်တို့အိမ်ပြင်ကိုထွက်လိုက်ကြတော့ကျွန်တော်တို့တစုံတူကစိုက်ကြည့်နေတယ်လို့မျိုးခံစားလိုက်ရပါတယ်ကျွန်တော်ကိုဝိုင်းအောင်ကြည့်နေသူလူအုပ်ကြီးတွေက မျက်တောင်မခတ်သူတူကိုတတိထားလိုက်မိပါတယ်နောက်တခါထက်ကြည့်တော့မတွေ့ရတော့ပါဘူးအဲ့လူကြီးကလူလားနန္နာဘာဝလားနန္နာဘာဝဆိုပါကရိုးရတန်နာကြီးအစင်လာကိုဖောက်ပြက်ကျူးလွန်လိုက်တဲ့အဲ့လူကြီးကိုအော်နှလုံးနာစွာကျွန်တော်တက်တက်ခွက်ခွက်ဆဲပစ်လိုက်ချင်ပါတယ်ဇလန်လေးကတော့ဒီမှာဒီမှာပြီးဆုံးသွားခဲ့ပါပြီဗျဇလန်လေးကိုစုံနေတိလိုက်ပါနားဆင်ပေးကြတဲ့လူကြီးမင်းတို့တယောက်ချင်းစီတိုင်းကိုလည်းကျေးဇူးတင်ပါတယ်မွေရင်ရေးသားသူကိုလည်းကာရဝပြုရင်နောက်ဗီဒီယိုလေးမှာပြန်တွေ့ကြမယ်နော်